မင်္ဂလာပါဗျာမင်္ဂလာပါရှင်မင်္ဂလာပါဗျာကျွန်တော်မိတ်ဆက်ပေးလို့ပါဒီဘက်ကမော်ဒယ်လေးကိုနောက်မှမိတ်ဆက်ပေးမယ်အခုလိုတော့ဆိုတော့သူကရေးမကြည့်သေးဘူးရေးကြည့်တော့မှအောင်ပြောမယ်သူကတော့ကျွန်တော်သူ့ချင်းလေးတွေစုမှုတယ်ဘယ်တချင်းလဲဆိုတော့အမျိုးသမီးတို့ကအမြင်ကတ်တဲ့တချင်းအဲ့ဒါဘာလဲဆိုတော့မင်းဦးနဲ့ချစ်တယ်မိမလည်းကြောက်တယ်ဆိုတဲ့သူ့အကြောင်းကိုရေးထားတဲ့တချင်းပေါ့ဗျာသူ့အကြောင်းကိုရေးထားတဲ့ ပြီးရင်ကျွန်တော်နွယ်ညူချင်းလေးဆိုထားပါသေးတယ်အဲနောက်တစ်ခုကအမီလေးမေချင်းမုံဆိုထားတယ်ဘေးစီဘဲဝဲမလွမ်းဘူးလေးမလို့တော့ဘူးအဲအဲ့နဘုတ်လေးနားအပြင်းစံကိုအပုပ်ကိုလို့ခေါ်ပါတယ်။ဒါကတော့ပြင်းစံကလည်းဘတ်နဲ့စိတ်ကူးရင်ပြီးခံစားပြီးရတာပါ။ငဲ့ဒီချက်တွေမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်။ဟုတ်တယ်။ဟုတ်ထင်ပါတယ်နော်။ဒါကတော့ကျွန်တော်ကျွန်တော်ရဲ့ညီမလေးပါ။ ်ပဲချီရတယ်ညီမလေးဘောကြညီမလေးตัวเล็งเนี่ยเล็งมาเลยเนาะตัวเหงิงๆนี่นี่ล่ะเหงิงๆเนี่ยตัวเบรอมาโกคงบ่ไม่หนีหูเหงิงๆนี่นี่ล่ะก็แล้วเออตัวก็ตะกระนั้นก็ญูจี้ตูบาตะกระนั้นทะชินเนี่ยมาแล้วจนเราก็ญูตาตัวต้อตูตะกระนั้นอเปลี่ยนมาแล้วตัวก็ญูจี้ตูจนเราก็ต้อน้องเปลี่ยนเลยบาไอ้တော့เอ่อ ခုကျွန်တော်တို့မန္တလေးမှာမိုင်းတော့လည်းပြင်းနေကိုလာရင်းနဲ့ဒါအလဲလာတာဒီတင်းစရာကိုရေးရလည်းပဲမန္တလေးမြို့ကိုသူသားလေးအတူပေးဖို့ဈေးဝယ်ရင်းနဲ့ဒါကျွန်တော်စီကိုလဲလာတာစုံကြတာစုံကြတဲ့အခါမှာကျွန်တော်အချင်းလေးမိုင်းတော့ထွက်မဲ့အချင်းလေးအတွက်ဒါတခါလေးကြော်ညာပေးဦးမယ်ကျွန်တော်သူထွက်မဲ့ဘယ်တဲ့ချင်းနေလဲတော့မသိဘူး ဆွန်တော်ကတဟအောင်ရေးပေးတဲ့တပုတ်တော်အမြန်ဖတ်စီခြင်းပါတယ်အဲ့ဒီရှင်လေးကိုအားပေးကြည့်လိုက်အောင်တော်တော်လေးကောင်းတယ်မောင်းနဲ့စာသားလေးကမောင်းလို့ပါတယ်တချင်းနာမည်ကတော့ဖြည်းဖြည်းမုံမမောင်းအဲဖြည်းဖြည်းမုံမမောင်းနဲ့အဲ့ဒီရှင်လေးလည်းမာကြီးတွန်းထွန်းအားပေးလိုက်အောင်ကျွန်တော်တို့တော်တော်လေးကိုညှိပါတယ်ညှိပါတယ်ဆရာပချင်းစုကောင်းလာပါမဟုတ်ဘူးအပြောလည်းကောင်းတယ်လားအဲ့ဒီတော့ကိုအီးတချင်းလေးတွေကတော့ထွက်ဖို့လေးတွေရှိပါသေးတယ်ဒါပေမဲ့ သူချင်းလေးတွေကတော့ခဏဆောင်းအောင်ပဲခြံပြီးမှဖြည်းဖြည်းဒါမျိုးပေါ့ဗျာကဲအားလုံးစိတ်ချမ်းသာလေးကိုယ်ချမ်းသာလေးနဲ့ပြည့်စုံပါလေဗျာဒီနေ့ပြည့်နေပြီပါပြောနေကြပြီပြည့်စုံပါလေ